အမျိုးပေါ့ဟိုဘာမျိုးအချင်းစရိုက်လေးတွေအစားပါတော့ငယ်ရောအမေကပြန်ပြောပြတာပေါ့နော်နင့်ပုံစံတိုင်းပဲဘာညာအမျိုးတွေပေါ့ကိုကိုရဲ့ကိုဘွားကိုပြန်တွေ့နေရတဲ့ပုံစံမျိုးပေါ့ကိုငယ်ရောပုံစံမျိုးကိုတို့ကြတော့မတိတော့ဘူးလေဒါပေမဲ့သူ့ကိုပြန်မြင်နေတာကိုရဲ့ငယ်ရောဘွားကိုပြန်မြင်နေရတဲ့အချိန်မှာအဲ့လိုမျိုးလေးခံစားမိရပါတော့ဘမ်ဘမ်ဘမ် ဘာတော့ဘာတော့အဲ့ဒါဘာလုံးကမပင်ဟာဘယ်မှာဟာတော်ရနေပြီလားဟာလေတဲ့တော်တော်လေးအခုကလေးရအခုကလေးရတော်တော်လေးကိုအတိမြန်နေပေါ့နော်အတတ်မြန်နေအဲသူတို့ကအဲ ဟိုတစ်ခုလောက်ပြလိုက်ရင်အဲ့လိုချက်ချင်းကိုပြန်ပြီးတော့ပြန်လုတ်တက်တယ်ပေါ့နော်အခုဆိုရင်ဖုံးလိုက်လုနေပြီဖုံးဖုံးရှေ့သူ့ရှေ့မှာသုံးလို့သိမ့်မရတော့ဘာလို့လဲဆိုငယ်တော့ငယ်သေးတယ်ဖုံးပြလို့မရဘူးဒါပေမဲ့ဖုံးဝင်ရလိုက်လုတယ်ဒါပေမဲ့အဲ့ဒီခါကြီးရရင်လည်းအမျိုးပေါ့နော်ဟိုဟိုသူ့ရှေ့မှာတစ်ခါကြီးရရင်သုံးတဲ့ခါမျိုးကြရင်အဲ့သူကဖုံးကလက်လိုက်သုံးတယ်လိုက်ကြည့်တယ်ဘေးကနေပြီးတော့အဲ့လိုမျိုးလေးအရန်တက်နေပြီမကြည့်မကြည့်မကြည့်ခိုင်းတော့ငိုးတယ် live ကကွာချတော့ရမ်းကွာချတာပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့ဒီဟိုပါပေါ့ဒီသာသမီရလာပြီဆိုရင်ဘယ်လိုပြောမလဲခဏတစ်ဖြုတ်ပဲဒီຢာကိုချိန်ပြတာမဟုတ်ဘူးလေသူ့ရဲ့ဒီအချိန်တစ်ခုလုံးကိုကတာဝန်ယူရတဲ့ပုံစံမျိုးဖြစ်သွားတော့အာတာဝန်တော့တော်တော်ကြီးတာပေါ့နော် အချိန်ပြဖြစ်တာသူသူ့ဟိုအမြန်တော့မဟုတ်ဘောနော်ရှိရချိန်တိုင်းတော့ဟိုသူသူ့နာမှာပဲနေဖြစ်တယ်ပေါ့အိမ်မှာရှိရချိန်တိုင်းရတော့ဟုတ်ကဲ့ခက်ခဲတာပေါ့ဟိုဘယ်လိုပြောမလဲတချို့အကိုဆိုရင်အမျိုးပေါ်တော့တိတ်တာတွေပါမလုတ်တတ်ဘူးအဲ့လိုမျိုးကြတော့မလုတ်တတ်တခါချင်းအဲ့လိုသူနဲ့ကစားပေးနိုင်တာတို့ပါဘူးလည်းပဲရှိရတချို့အရန်ဟိုဟာဖြစ်တဲ့အသေးစိတ်တွေကြတော့အကိုလုံးလုံးမရတော့ဘူးအဲစိတ်မရှိရလည်းပါတာပေါ့နော်ယောက်ျားလေးဆိုရယ်စိတ်မရှိဘူးဆိုတော့အဲ့လိုမျိုးပေါ့တခါချင်းအမျိုး ကြည်ကြရခံမျိုးကြရအဲ့လိုယောက်ျားလေးရတခါကြရအဲ့လိုဟိုမိန်းကလေးတော့စိတ်မရှိဘူးပေါ့အဲ့လိုမျိုးတွေတော့ရှိတယ်။ဒါလေးရတာရဲ့အပေါ်မှာဘယ်လောက်ထိတောင်ဖောက်ရည်ပြောင်းနေပြီးကြည့်ဖြစ်ရတယ်။အာအရန်ပြောပါတယ်။ဘာလို့လဲဆိုတော့ကိုနဲ့ပတ်သက်ပြီးတော့ဖြစ်လာတဲ့ဒီဟိုပေါ့နော်။ဒီကလေးလေးပေါ့နော်။နောက်ပြီးကိုနဲ့အမျိုးပေါ့ဟိုဘာ မျိုးအချင်းစရိုက်လေးတွေအစားပါတော့ငငယ်အောင်အမေကပြန်ပြောပြတာပါနော်နင့်ပုံစံတိုင်းပဲပါ냐အမျိုးလေးပေါ့ကိုကိုရဲ့ကိုဘွားကိုပြန်တွေ့နေရတဲ့ပုံစံမျိုးပေါ့ကိုငငယ်အောင်ကပုံစံမျိုးကိုတို့ကြတော့မသိတော့ဘူးလေဒါပေမဲ့သူ့ကိုပြန်မြင်နေရကိုရဲ့ငငယ်အောင်ကဘွားကိုပြန်မြင်နေရတဲ့အချိန်မှာအဲ့လိုမျိုးလေးခံစားမိရပါတော့ခါကြအမျိုးလေး ကြီးကြရအဲ့လိုမျိုးကိုအကိုဆိုရင်အမေပြန်ပြောပြရပါတော့ဒီခါကျရင်အဲ့အဲ့ဝါဆိုရင်ဈေးရဲသွားတာဈေးရဲသွားတော့အဲ့ဘောလုံးလိုချင်တာဘောလုံးလိုချင်တဲ့အခါကျတော့အဲ့ဘောလုံးကိုမရမဝယ်မဝယ်ပေးဘူးအိမ်ကလည်းမဝယ်ပေးမဝယ်မေးမေးချင်းအဲ့နာအဲ့ဆိုင်ရှိတဲ့အတိုင်းမှာဖတ်ထားပြီးတော့နေတာတောင်ကြီးမှနေတာအဲ့ဝါ တောင်ကြီးဈေးထဲမှာဖတ်ထားတာလုံးဝတော့သွားလဲမလိုက်လာဘူးဒါပေမဲ့အမေအားနဲ့ဂျလိုက်လို့လာလိုက်လို့လာညာပေါ့နော်သွားထပ်သွားလိုက်သေးတယ်ဒါပေမဲ့အဲ့နေရမှာတိုင်ဖက်ပြီးနေတယ်အဲ့ဘေးနားချောင်းကြည့်လို့လဲဟိုဘက်ကလမ်းကိုလမ်းမြော်ကြည့်နေတယ်အာဝယ်ပေးလိုက်ရတယ်အဲ့လိုမျိုးပဲအော်အရန်တော့မိဘကိုဘာမှမသိဘူးတမန်ပတ်စံပါလားလင်ပါလားမသိဘူးအဲ့လိုမျိုးခိုင်းကြရအဲ့လိုမျိုးပဲဂျင်းနဲ့ကြက်တဲ့ကြောင်လောက်တာပေါ့နော်အဲ့လိုမျိုးလေးတွေပြန်ပြောတဲ့အခါမှာအခုဘယ်လိုလေးသဘောကျတယ်ကိုယ့်ငယ်ဘဝလေးပြန်တွေးကြည့်မယ်ဆိုတော့ အဲ့လိုပေါ့နော်ကိုရောမမတ်မိတော့ဘူးဒီခါကြရင်တော့ဟိုပြန်ပြောပြတော့လေကိုရဲ့အမှတ်တရတွေပြန်ပြီးတော့ကိုပြန်သိရတာပေါ့နော်အဲ့လိုမျိုးလေးဟုတ်ကဲ့အဲ့လိုဘာလို့ exam ကြီးရလဲဘယ်ရမချင်းလို့ပြန်ပြောတာအဲအဲ့လိုတော့ဘူသာအထက် तू ကအမျိုးပေါ်တစ်ခါရရရင် तू तू လိုချင်တာမရတဲ့ဟာမျိုးပေါ့နော်အဲအမျိုးပေါ်အဲ့လိုပေါ့ခဏမှပြောဆိုဖုန်းနေပါလေပိတ်လိုက်တဲ့ခါမျိုးကြာအမျိုး သူကအမျိုးတစ်ဖက်သွားပြီးမှသူကအမျိုးခုံကိုဒီလိုမျိုးလုပ်ပြီးသူကအမျိုးစိတ်ကောက်တယ်အမူရသူကစိတ်ကောက်တယ်အမူရဒါမျိုးကိုနဲ့ကြူတာပဲနေမယ်အိုက်တင်နဲ့သူက